အားလုံးပဲမင်္ဂလာပါရှင်အဲကျမတို့ပေါ့နော်ပြည်သုံးလုံးပါတီလို့လူသိများတဲ့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့အဲပါတီအကြောင်းသိကောင်းစရာလေးတွေရှင်းလင်းတင်ပြနေတာဖြစ်ပါတယ်။နော်ပထမအဦးဆုံးအနေနဲ့ပေါ့နော်။ကျမတို့ပါတီရဲ့ရေရှည်မြှော်မှန်းချက်ကဘာလဲပေါ့နော်။ရေရှည်မြှော်မှန်းချက်ဆိုတာအာကျမတို့ကတောင်နောက်နှစ်20နောက်နှစ်30နောက်နှစ်50မှာမြန်မာနိုင်ငံကြီးကိုဘယ်လိုပုံစံနဲ့မြင်ချင်တာလဲပေါ့နော်။ဒါဒီကျမတို့ပါတီရဲ့ရေရှည်မြှော်မှန်းချက်ဖြစ်ပါတယ်။နိုင်ငံတော်နဲ့ပြည်သူလူထုတရားလုံး လူမှုစီးပွားတိုးတက်အောင်ဆောင်ရွက်နိုင်သောအစိုးရတရပေါ်ပေါက်ရန်ပေါ့နော်ဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံမှာရှိတဲ့အဲဘယ်အစိုးရပဲဖြစ်ဖြစ်ပေါ့နော်အစိုးရတရပေါ်ပေါက်ပြီးဆိုတာ ਨੇ ဒီအစိုးရဟာပြည်သူလူထုတရလုံးနိုင်ငံတော်နဲ့ပြည်သူလူထုတရလုံးရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင်ငြိမ်းချမ်းသာယာဝပြောအောင်ဆောင်ရွက်နိုင်တဲ့အစိုးရပေါ်ပေါက်စေချင်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျမတို့ရဲ့ယက်တီချက်ပေါ့နော်ကျွန်ုပ်တို့ဤယက်တီချက်ပေါ့နောက်ပါတီရဲ့ယက်တီချက်ပါတီဘာကြောင့်တိဆောက်တာလဲ ်ဒီပါတီကိုပေါ့နော်ပြည်သူ့ရှေ့ဆောင်ပါတီကိုအဲဘာကြောင့်တီထောင်တာလဲဆိုလို့ရှိရင်နိုင်ငံတော်ကိုမူဝါဒနဲ့လုပ်ငန်းလမ်းစဉ်များဖြင့်တိဆောက်ရာတွင်နေပယ်အသီးသီးမှတက်သည့်ပညာရှင်များအတွေ့အကြုံရင့်ကျက်သူများလူငယ်များနဲ့လူထုလူတန်းစားပေါင်းစုံပါဝင်လာစေဖို့ဖြစ်ပါတယ်ရှင်။ကျမတို့နိုင်ငံတိဆောက်တဲ့နေရာမှာဒါဒါကျမတို့အကျမတို့အကုန်လုံးရဲ့နိုင်ငံဖြစ်တယ်အဲဒီနိုင်ငံတိဆောက်ရေးမှာတိဆောက်ရေးနဲ့နိုင်ငံအောင်မြင်ရေးမှာတာယာဝပြောရေးအေဂျင့်တာယာဝပြောရေးမှာ နိုင်ငံသူနိုင်ငံသားတွေအကုန်လုံးတာဝန်ရှိတယ်ဆိုတော့အစိတ်ဖြစ်ပေါ်လာအောင်ပြီးလို့ရှိရင်နိုင်ငံတော်ကိုမူဝါဒနဲ့လုပ်ငန်းလမ်းစဉ်တွေနဲ့တိစောက်တဲ့နေရာမှာနေပယ်အသီးသီးရတက်သည့်ပညာရှင်တွေအတွေ့အကြုံရင့်ကျက်သူသူနဲ့လူငယ်တွေပါဝင်လာစေဖို့လို့အတွက်ကျွန်တော်တို့ဒီပါတီကိုဖွဲ့စည်းတည်ထောင်တာဖြစ်ပါတယ်ရှင်။နောက်တစ်ခုကတော့ပါတီရဲ့ရည်ရွယ်ချက်ပါရှင်။ပါတီရဲ့ရည်ရွယ်ချက်ကဘာလဲဆိုရင်နိုင်ငံတိစောက်ရေးတွင်အရေးချင်းရှိသောနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားသောနိုင်ငံသားများလူမှန်နေရာမှာပါဝင် ခြင်းဖြင့်ငြိမ်းချမ်းသာယာဝပြောသောဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတရားပေါ်ပေါက်လာစေဖို့ဖြစ်ပါလေရှင်။နိုင်ငံတော်တိဆောက်ရေးမှာအရေးချင်းရှိတဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားတဲ့နိုင်ငံသားများလူမှန်နေရာမှာပါဝင်ခြင်းဖြင့်ငြိမ်းချမ်းသာယာဝပြောသောဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတရားပေါ်ပေါက်လာစေခြင်းလို့ကျွန်တော်တို့ဒီပါတီကိုဖွဲ့စည်းတည်ထောင်တာဖြစ်ပါရဲ့။အဲ့လိုတည်ထောင်တဲ့နေရာမှာနိုင်ငံရေးဆိုတာ နိုင်ငံရေးဖြစ်တယ်နိုင်ငံသားတိုင်းနဲ့ဆိုင်တယ်အဲ့ဒီတဲမှာမှနိုင်ငံသားတိုင်းကတော့နိုင်ငံရေးမလုပ်နိုင်ဘူးဘယ်သူတွေနိုင်ငံရေးလှုပ်တက်တာလဲပေါ့နော်အဲ့ဒါလေးဟိုဟိုရှေးအနည်း2000ကျော်3000လောက်ကနေပညာရှင်ကြီးဖြစ်တဲ့အတွေးခေါ်ပညာရှင်ကြီးဖြစ်တဲ့ပလေတိုကနေပြောခဲ့တာဖြစ်ပါတယ်လူတော်လူကောင်းတွေနိုင်ငံရေးမှာ မပါခြင်းမှုဆိုရင်တဲ့သူတို့ဟာ အလူယုတ်မာတွေလူညံ့နေရဲ့အုတ်ချုပ်မှုကိုခံကျင်လို့ပဲဖြစ်ရမယ်ပေါ့နော်ဆိုလို့ရှိရင်ကျမတို့ဟာတမန်ပြည်သူလူထုမဟုတ်ဘဲနဲ့တမန်ပြည်သူလူထုတွေကတော့ဒါပြည်သူလူထုအနေနဲ့အဲကိုယ့်ရဲ့မိသားစုစီးပွားရေးကိုယ့်ရဲ့ကိုယ်ပိုင်ရည်တည်ရေးအတွက်စောင့်ဝတ်နေရေးအတွက်ကြီးပွားတိုးတက်ရေးအတွက်စ조사နေကြတဲ့အချိန်မှာပြည်သူလူထုတရားလုံးကောင်းစားဖို့လို့အတွက်ကျမတို့ဟာဒီအုတ်ချုပ်ရေးမှာလူတော်လူကောင်းတွေပါဝင်ဖို့လိုတာဖြစ်ပါတယ်ရှင်တကယ်လို့လူတော်လူကောင်းတွေကနိုင်ငံရေးမှာမပါခြင်းမှုဆိုလို့ရှိရင်သူတို့ဟာအာဒီ လူတော်လူကောင်းမဟုတ်တဲ့လူအယုတ်မာတွေလူညံ့နေရဲ့အုပ်ချုပ်မှုကိုခံရမှာဖြစ်ပါတယ်အဲ့ဒါလေးကိုလွန်ခဲ့တဲ့အနှစ်2300လောက်ကအပေါ်ပေါက်ခဲ့တဲ့အတွေးခေါ်ပညာရှင်ပလေတိုကနေပြောခဲ့တာဖြစ်ပါတယ်ရှင်နောက်ခုကတော့အခုခေတ်ပေါ့နော်အခုခေတ်ဒီ Harry Potter ကမင်းသမီးလေးပေါ့နော် Harry Potter အရုပ်ရှင်ကားပေါ့ရှင်ဒီ Hollywood ရဲ့နာမည်ကြီး Harry Potter ရုပ်ရှင် ကားမှာတရုတ်ဆောင်တဲ့ Emma Watson ပေါ့နော်အဲသူကဒီကားနဲ့အရန်နာမည်ကြီးသွားတော့သူ့ကို UN ကနေပြီးတော့မှ Women Goodwill Ambassador ပေါ့နော်ဆိုလို့ရှိရင် UN Women ရဲ့ Goodwill Ambassador အနေနဲ့ဒီဒီတန်တမန်အနေနဲ့ပေါ့နော်အခန့်ထားတာဖြစ်ပါတယ်သူကဘာပြောလဲဆိုလို့ရှိရင် If not me who if not now when ပေါ့ဆိုလို့ရှိရင်ဘာကိုပြောချင်တာလဲဆိုရင် ကိုမလို့ရင်ဘယ်သူလုံမှာလဲကိုနိုင်ငံရဲ့အရေးလေကိုကျမတို့မြန်မာနိုင်ငံကြီးရဲ့အရေးမြန်မာနိုင်ငံသားတွေမှမလို့ရင်ဘယ်သူလုံမှာလဲပေါ့နော်ကိုမမလို့ရင်ဘယ်သူလုံမှာလဲအခုမလို့ရင်လည်းဘယ်တော့လုံကြမှာလဲပေါ့နော်အဲဒီလိုလေးအဲဒီလိုလေးအဆိုရှိပါတယ်အဲ့အဆိုလေးကကျမတို့အဲကိုကိုကိုပြန်မေးရမယ့်မေးခွန်းဖြစ်ပါတယ်နော်ကိုမကိုနိုင်ငံရဲ့ကိုနိုင်ငံကောင်းကျိုးအတွက်ကိုနိုင်ငံရေးအတွက်ကိုကိုမမလို့ရင်ဘယ်သူလုံမှာလဲ အခုမှမလုပ်ရင်ဘရော့လောက်ကြမှာလဲပေါ့နော်ဒါလေးကျမတို့ကိုယ့်အကူမေးပြီးတော့မှနိုင်ငံအရေးမှာတတ်နိုင်တဲ့ဘက်ကပါဝင်ကြဖို့ဖြစ်ပါတယ်ရှင့်အားလုံးကျေးဇူးတင်ပါတယ်ရှင့် PPP PPP